မြန်မာ National League ဖလားပြိုင်ပွဲနဲ့မြန်မာ National League အမှတ်ပေးဖလားပြိုင်ပွဲတွေအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ Maha United အသင်းဟာရှောင်းနိုင်တဲ့အသင်းနဲ့စာချုပ်တက်တန်းကုန်ခဲ့တဲ့မြန်မာလက်ရွေးစင်ဝိုင်းတိုက်စင်မှုဟောင်းကျော်ကိုကိုကိုတရားသည့်စာချုပ်နဲ့ခေါ်ယူဖို့ကစားသမားနဲ့နှစ်ဖက်သဘောတူညီမှုရခဲ့ပြီလို့သိရပါဗျ။အသက်33နှစ်ရှိပြီဖြစ်တဲ့ဝိုင်းတိုက်စင်မှုကျော်ကိုကိုဟာ professional ကစားသမားဘဝကိုဇေယျရွှေမြေကလပ်အသင်းနဲ့တူစတင်ခဲ့ပြီး 2013ခုနှစ်မှာရန်ကုန် United အသင်းကို စတင်ရောက်ရှိကာရန်ကုန် United မှာ600သီးကျကစားပေးခဲ့ပြီးတဲ့နောက်ကစားမားဘဝအချိန်ကြာဆုံးကစားပေးခဲ့တဲ့ကလပ်အသင်းလည်းဖြစ်ခဲ့ပါတယ်။ရန်ကုန် United အသင်းနဲ့အတူ2013ခုနှစ်နဲ့2015ခုနှစ်တွေမှာမြန်မာ National League Champion နှစ်ကြိမ်ရရှိခဲ့ပြီး2018ခုနှစ်မှာတော့ Thai League ကလပ်ချင်းရိုင် United အသင်းနဲ့အတူပြပကလပ်အသင်းတွေကိုစတင်အခြေချခဲ့ပါတယ်။ အဲ့နောက်မှာတော့2022ခုနှစ်အထိထိုင်းကလပ်အသင်းတွေဖြစ်ကြတဲ့စမုတ်ဘရာခန်စုခိုထိုင်းချင်းမာယူနိုက်တက်ဖာရေးယူနိုက်တက်စတဲ့ကလပ်အသင်းတွေမှာကစားခဲ့ပြီးတော့2023ခုနှစ်မှာရှမ်းဦးနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီအစမှာရခိုင်ယူနိုက်တက်အသင်းမှာပါဝင်ကစားခဲ့သူဖြစ်ပါတယ်။လာမယ့်နှစ်ဘောလုံးရာသီမှာတော့မဟာယူနိုက်တက်အသင်းမှာမြင်တွေ့ရတော့မှာဖြစ်ပြီးအသင်းနဲ့အတူသူ့ရဲ့ twin goal တွေကိုထပ်မံမြင်တွေ့ရအောင်မလားဆိုတာစောင့်ကြည့်သွားမှာပါ။ မဟာယူနိုက်တက်အသင်းအနေနဲ့လာမယ့်ရာသီအတွက်တိုက်စစ်မှုကြော်ကူကိုဟာပထမဆုံးကစားမခေါ်ယူမှုဖြစ်ပြီးနောက်ထပ်ကစားမအသစ်တွေထပ်မံခေါ်ယူအားဖြည့်သွားအောင်မလားဆိုတာတော့စောင့်ကြည့်သွားအောင်မှာဖြစ်ပါရခင်ဗျာ။